။ရသောလည်းလည်းကိုရိုနေဒီလေးသိချင်းလေ။ဟောတမ္မာတမ္ဗုဒ္ဓဆိုရဲဘုရားသူဖြစ်ဖြစ်ဖြစ်ဖို့အတွက်ပါ။ချင်းချင်းပြန်ပြတာဟုတ်ရဲ့လား။မှန်ပါဗျာ။မရေထွက်နိုင်သောကဘာပေါင်း၄ကဘာနဲ့ရေထွက်နိုင်တဲ့ကဘာပေါင်းအသေး။အဲ့ဒီမှာပါရီတော်တွေကိုဖြည့်ပြီးတော့မှာသမာဓိဗုဒ္ဓဆိုတဲ့ဘုရားဆုဖြစ်တယ်။ရွေးရဲ့မလွေဘူး။ဒါကြောင့်အဲ့ဒီသမာဓိဗုဒ္ဓ ။မြတ်စွာဘုရားရှင်ကငါကိုယ်လည်းအကျိုးစားအထုကျင့်ကြံပြီးတော့မှသိတာတဲ့တစ္ဆာတရားလေးကိုဦးစိလို့ပြန်ပြီးတော့ပေါ်ပြတုံ့ပြန်ဆုံးမခဲ့တာ။အဲ့တော့ဝိပဿနာအလုပ်ကိုလုံးဝတာပြင်ဦးစိလို့တို့တွေကနိဗ္ဗာန်ဘက်ကိုဘာလို့မလဲ။ရမလားမရမလား။ရမပါဗျာ။ရမအဲ့တော့နိဗ္ဗာန်ဘုဟုကိုရအောင်ရဖို့အတွက်ဥပဒနာအလုပ်ကိုလုပ်မယ်ဆိုရင ဲ့ဒီဝိပဿနာလောကအာသေးတဲ့ဝိပဿနာဖြစ်ကမှာအာကြီးတဲ့ဝိပဿနာအာကြီးတဲ့ဝိပဿနာအဲ့တော့အာကြီးတဲ့ဝိပဿနာဖြစ်ဖို့ဆိုရင်ဦးဇင်းတို့ကတဂရာယဒေဟိတတရာဒေဟိဩဇေရာဒေဟိဆိုတဲ့ဒီလိုကိရိတာတရားတွေကိုပယ်တတ်မှာရအောင်ဟုတ်ရဲ့လားအဲ့လိုမပယ်တတ်နိုင်ရင်ကိုယ့်ရဲ့တဏ္ဍာမှာ ဒါဆိုရင်သမီးဆွဲပစ္စည်းကိုစားကိုဆွဲကိုတင်ရကိုမှန်တယ်လို့ရှင်နေတဲ့အဲ့ဒီဒိဋ္ဌိကိလေသာတွေဟာအဲ့ဒီလိုအားကြီးတဲ့ဝိပဿနာမဖြစ်စေဘူးလို့ဟုတ်ရလားသူကဘာကြီးရဲ့ဝိပဿနာမှာနေနိုင်ရမှန်းတာလေဟောအဲ့ဒီအားကြီးရဲ့ဝိပဿနာဖြစ်ဖို့ဆိုတာကလည်းဘာရင်းစင်ကြယ်လို့လို့လားကိလေသာတွေ ဆင်ကျေလေဟုလို့လေအဲ့တော့ဘုဒ္ဓနာမှာဆွဲကပ်နေတဲ့ကိလေသာတရားတွေကသတ္တယအဒေဟိသတ္တရာဒေဟိမောစေရာဒေဟိဆိုတဲ့အဲ့ဒီယူအစွဲတွေကင်းနေဖို့လို့လေအဲ့ဒီယူအစွဲတွေကင်းမှသာလေပဲဘုရားတို့အာကြီးတဲ့ဝိပဿနာဖြစ်မှာအဲ့လိုအာကြီးတဲ့ဝိပဿနာဖြစ်ဖို့အတွက်ဒီမှာဘာလို့ဒုတိယဘာပြောထားလဲဆိုရင်ပြေော်ရမယ်ပြေော်စွာ ပြောဆိုတာမနတိကာရဩဘလူတရားမျိုးလေးတွေကိုကြည်ကြံအားထုတ်ပွားများလို့ရှင်ရင်အားကြီးတဲ့ဝိပဿနာဖြစ်မှာလဲဆိုတာလေ့လာရမယ်ဟုတ်ရဲ့လားအဲ့တော့ဒါနာယူခြင်းဒီနိဗ္ဗာန်ကိုရောက်အောင်သွားနိုင်တယ်သီလစရုပ်တည်ခြင်းဒီနိဗ္ဗာန်ကိုရောက်အောင်သွားနိုင်တယ်ဝိပဿနာတရားအားထုတ်ခြင်းဒီနိဗ္ဗာန်ကိုရောက်အောင်သွားနိုင်တယ်သွားနိုင်တာချင်းလူလူနဲ့လမ်းကြောင်းတို့တာဘယ်တရားကနိဗ္ဗာန်ရောက်နိုင်မှာ ဟောဒီလိုလေယောဂန်နဲ့စဉ်းစားကြည့်ခုမလုံးသိမှုကိုပြုလုပ်မှရဟုတ်ရလားဒါကြောင့်ယောဂီသူတော်စင်တို့တရားအာမထုတ်ခြင်းမှာတရားနာပါလို့ဆိုတာဘာဖြစ်ဖို့လို့လဲနှလုံးသွေးမှန်ဖို့အတွက်ဘာဖြစ်ဖို့လို့လဲအဲ့နှလုံးသွေးမှန်ဖို့အတွက်ကိုတရားနာမှရမယ်တရားမနာဘဲနဲ့တော့ အားကြီးတဲ့ဝိပဿနာဖြစ်အောင်လုပ်ဖို့လွယ်ပါမလားမလွယ်ဘူးနော်ယောဂီတို့ကတရားနာဖို့ရန်ပြင်းရဟုတ်တယ်မလားအဲ့တော့တရားတော်တရားစခန်းသွားမယ်ဟေးဆိုလို့ရှိရင်ထိုင်နိုင်ရင်ပြီးရပါပဲဘလို့ထိုင်ရမှာလဲဘလို့ဒီထိုင်ရင်ဘလို့ဒီအားထုတ်ရင်ဆိုတဲ့အဲ့ဒီအရှိမလီလန်နေစွင့်ပြီးအရင်ဆုံးမလုပ်ရအောင်လေ သင်္ချာလေးကတရားကိုနာရမယ်အဲ့လိုတရားနာမအတိုင်းဘုန်းကြီးတို့ရဲ့တန်တမ်းမှာနှလုံးသွင်းမှုဟာမှန်ပါလားမှားပါလားဟောအဲ့လိုနှလုံးသွင်းမှန်ဖို့အတွက်ကိုဘာလို့လုပ်လို့ရလဲတရားနာဖို့လိုတယ်ရှင်းရှင်းလားအဲ့တော့တရားနာမှာသာနေမိမိတို့မျက်ရောစွာဆိုတဲ့မှန်ကန်တဲ့အတွေ့အကြုံသဘောပေါက်မလားအဲ့တော့နောက်တစ်ခါအရှိကိုထပ်သွားတော့မျက်ရောစွာပြီးတော့အရှိမှာပါလေ ဉာဏ်ကရားနာဗါရတယ်ဉာဏ်ကရားနာဩတွေ့လားလျောကံလျောစွာသိဖို့အတွက်နှလုံးသွင်းမှန်ကန်ဖို့အတွက်မနတိကာရဖြစ်ဖို့အတွက်ကိုဗါရောတာလေတရားနာရမဲလို့ပြောတာလေဟုတ်ရဲ့လားဒါတော့တောရမန်တီကျောင်းလက္ခဏာတွေထဲမှာပါတာနော်တောရမန်ဒီတိုင်းကြည့်တာဟုတ်ဘူးနော်ဒီအချက်နဲ့လက္ခဏာတွေကိုကျင့်သုံးနိုင်မှာ မိမိကသွားရတယ်ဒီမှာဟုတ်ရဲ့လားတိဟယုံနဲ့ရပါမလားရပါဘူးဗျာမရဘူးဒါပေမဲ့ဦးဇင်းတို့ညမနိုင်ငံမှာတော့သောတာပန်တွေယဟန္တာတွေကတော့အများကြီးပါသူကတော့ဖြစ်တာလေနော်တရားစင်နေဖြစ်တာတော့မဟုတ်ဘူးကိုယ်ကတော့ဖြစ်တယ်အဲ့တော့တရားနည်းနည်းအားထုတ်ပြီးတော့ငါသောတာပန်တွေတည်နေပြီလားမသိဘူးဟုတ်လားကိုယ်ကတော့ဖြစ်တဲ့သောတာပန်တွေယဟန္တာတွေပါ တကယ်ဓမ္မစစ်စစ်နဲ့တောရမယဟန္တာဖြစ်တဲ့ပုဂ္ဂိုလ်တွေကတော့လောကီဓမ္မနေပါတယ်။နော်မရှိဘူးပြောတာမဟုတ်ဘူးနေပါတယ်နော်။ဒါကြောင့်ဘုန်းကြီးတို့သေောစွာအချင်းကိုခြေသေောစွာသိဖို့အတွက်ကိုမလုပ်ရမလဲ။မြတရားနာရမယ်တဲ့။အဲ့ဒီမြတရားနာဖို့အတွက်ကိုအရှိဆုံးမှာဘာကြီးလို့လဲ။သူတို့စိတ်ကသူတို့ဟောင်းလေးကိုစိတ်ကြရမယ် ဒါကိုပြတာတော့ပစ္စုသောရှိနာမင်္ဂလာထဲမှာလည်းရှိတယ်လေလူမိုင်းဆိုလေသာသူတော်ကောင်းပညာရှိကိုအရှိတွဲလို့မိဝဲစည်းကပ်နီးမှုစေတယ်။ဒါငင်္ဂံပြောတဲ့မှာလွတ်ဆုံးရတာပဲเนาะ။အဲ့တော့ဝဇ္ဇလူတွေဟာ ီမြေတရားလေးကိုနာချားနိုင်လို့အတွက်သစ္စာတရားလေးကိုသိဖို့အတွက်ကသူ့တော်ကောင်းလေးကိုမလိုရမယ်လေစီးကြရမယ်ချင်းကြရမယ်မတိရဘူးမေးရမယ်ဟုတ်လားဓမ္မအမှန်မှန်ဆိုတာသိမှာပေါ့အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ်စိုးတို့တွေကဟုတ်ကုတ်ထင်းရဟုတ်ကုမှန်လေဆိုပြီးတော့နေမယ်ဆိုရင်မရပြန်ဘူးဟုတ်ရဲ့လား ဒါကြောင့်ဦးဇင်းတို့တွေကသူတို့ကိုစိတ်ကြတဲ့နေရာမှာလေသစ္စာတရားတွေကိုဟောတဲ့ဟောကြားတဲ့သင်ကြားတဲ့ပုဂ္ဂိုလ်တွေကိုစိတ်တော့ဘုရားဘုရားမလို့ဘုရားဘုရားတော်ဟောရလားဦးဇင်းတို့ညီမနိုင်ငံတို့ဖာအောင်ဆရာတော်ဘုရားကြီးတို့တကယ်ကိုဒီကကမာရီပညာရှင်နဲ့ပြည့်စုံပြီးတော့ကုရန်နဲ့ချင်းတယ်ပေါင်းရအားထုတ်တယ်ဒါကတော့ဘုရားတွေကိုလည်းတစ်စိမ့်ပြန်ပြီးလက်စိမ့်တယ်ဟုတ်ရဲ့လား ဒီလိုဆရာတော်ဘုရားကြီးမျိုးတွေကိုဦးဇင်းမှုတွေကိုးကွယ်စိတ်ကပ်ပြီးချိန်ဆက်ဖို့လိုတယ်ဟုတ်ရဲ့လားဓမ္မဥဇင်းမှုယောဂီတော်ဆင်တို့လိုချင်သောအရိယာစခန်းကိုရောက်နိုင်ပါဘောဟုတ်ရဲ့လားဒါကြောင့်နံပါတ်၄ကပါလေသုရစိကေရေရာနာမေယောသာအချင်း န်ကြီးကြောင်းလက်နာအချက်လက်ပဲအဲ့ဒီအချက်လက်တွေကိုကျူစာပွားများအားထုတ်နိုင်မှမိမိကိုသွားတာပဲဟုတ်ရလားအဲ့ဒီအချက်လက်တွေကတစ်ခုခုများလိုအပ်ပါမယ်ဆိုရင်ဖြစ်နိုင်မှာမလားမဖြစ်နိုင်ဘူးဟုတ်ရလားဒါကြောင့်ဒါကဦးဇင်းတို့ကအခုလေးမှာယောဂိသူတော်ဇင်းတို့ကိုမိတ်ဆက်လိုက်တာပါနော်ဟုတ်ရလားဒါကြောင့်ဦးဇင်းတို့ ဓမ္မအဆုံးကတော့ပြောခဲ့တာအလင်္ကာလေးကိုဘာလို့ဟုတ်လို့လား